ဒါဟာလွန်ခဲ့တဲ့ရက်သက်ဘက်ကစစ်ကောင်ရှင်မီဒီယာတွေမှာအကြီးအကျယ်ပြသခဲ့တဲ့မြင်ကွင်းတွေပါအမေကျော်ကြားဖြန့်လိမ့်လည်မှုအချက်အချာ KK ပတ်အစာအုပ်တွေကိုစစ်ကောင်ရှင်ကဖောက်ခွဲဖျက်ဆီးပြခဲ့ပြီးအွန်လိုင်းလိမ့်လည်မှုတွေကိုမြစ်ပြတ်ချေမုံလိုက်ပြီးလို့ကြွေးကြော်ခဲ့ပါတယ်ဒါပေမဲ့ဒါတွေအလုံးဟာဟန်ပြတက်တက်တာဖြစ်တယ်ဆိုတော့ကိုနယူးယောက်တိုင်းစ်ကရေးသားထားပါတယ်အော်စတြေးလျမဟာဗျူဟာမူဝါဒ Institute ASPI ကကျွမ်းကျင်သူနီတန်ရူဆာရဲ့ဂျိုရူဒတ်ပုံတုံးသက်ချက်တွေရ KK ပတ် area စုစုပေါင်းရဲ့73ရာခိုင်နှုန်းလောက်ကိုပဲဖျက်ဆီးခဲ့တာတွေ့ရပါတယ် ဟာဘတ်တက်ကူကမှုကင်းဆိုင်ရာကျွမ်းကျင်သူဂျာကော့ဆင်ကတော့ဒါဟာဒေါသကြီးနဲ့အင်အားပြတဲ့သဘောလောက်ပဲရှိပြီးလက်တွေ့မှာအရာမထင်ပါဘူး။ဂိုင်းကောင်းဆောင်တွေကိုဖမ်းဆီးတာလည်းမရှိပါဘူးလို့ထောက်ပြပါရယ်။ဘသူတွေကအကောက်ွယ်ပေးထားတယ်လေ။ဒီလုပ်ငန်းတွေရဲ့နောက်ကွယ်ကအဓိကဆက်ကောင်ကတော့နေချောင်းဆောင်တက် BG ရဲ့ကောင်းဆောင်ပုံမှုကြီးစောချစ်သူဖြစ်ပါရယ်။2023တုန်းကစေကောင်းဆောင်မရောက်နိုင်ကိုယ်တိုင်သူ့ကိုခုံထူးဆောင်ပွဲပေးရခဲ့သူပါ။ ကီကီဘက်ကို PGA တပ်ဖွဲ့ဝင်တွေကစောင့်ချက်ပေးထားပြီးတရုတ်မာဖီးယားတွေနဲ့ပူးပေါင်းကနေဆက်တလျှောက်မှာကြာပြန့်စခန်းပေါင်း40လောက်ကိုလေပတ်နေတာဖြစ်ပါတယ်။အစောဦးတွေဖြစ်စည်းပြလိုက်ပြီးမဲ့လုပ်ငန်းတွေကရပ်တန့်မသွားပါဘူး။ဆန်ဒီလင်းလို့ခေါ်တဲ့ဝန်ထမ်းတူကကျမတို့ကုမ္ပဏီကမြရီနာက25အီကာလို့ခေါ်တဲ့နေရာတစ်ကိုပြောင်းပြီးလုပ်ငန်းပြန်စနေပါပြီလို့နယူးယောက်တိုင်းကိုပြောပါတယ်။နောက်ထပ်ဝန်ထမ်းတူဖြစ်တဲ့တန်ဆိုးကလည်းအခု Apollo Park ဆိုတဲ့နေရာတစ်မှာအလုပ်လုပ်နေပြီးကွန်ပျူတာတွေလမ်းကြိတ်ပြတာကအလကားပါ။ အသေးထဝယ်လိုက်ုံပဲလို့ဆိုပါရယ်ဒီလိုအယောင်ပြနှိမ်နှင်းမှုတွေဖြစ်ဖို့ဖီအားတွေပဲကလာပါလေတရုတ်နိုင်ငံသားတွေလူကုန်ကူးခံရမှုများလာလို့ဗီဂျင်းကဖီအားပေးတာရဲ့အမေရိကန်က Scam Center Strike Force လို့ဖွဲ့စည်းပြီးကင်တွယ်လာတာရဲ့အကြောင်းစစ်ကော်မရှင်ကမဖြစ်မနေဟန်ပြလှုပ်ဆောင်လာရတာပါ BG ကပြောခွင့်ရကတော့ဖီအားကြောင့်မဟုတ်ပဲသူတို့သဘောနဲ့သူတို့ရှင်းလင်းတာလို့ညင်းဆိုထားပါတယ်စစ်ကော်မရှင်ကတော့အမြင့်ပြတ်ချေမှုန်းမယ်လို့ပြောပေမဲ့လက်တွေ့မှာတော့နေရာရွှေ့ပြောင်းပြီးဆိုင်းဘုတ်ပြောင်းတိုက်လာရုံပါပဲ ဂျိုဒူတပ်ပုံတွေကတပ်စီပြနေတာကတော့ကီကီပတ်ဟာမပြည့်စည်သေးပဲပုံစံပြောင်းပြီးဆက်လက်ရှင်တန်းနေစေဆိုတာပါပဲ။